ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာရွာလက်ဝဲပြိုင်ပွဲတွေကိုပါမြင်တွေ့သွားရတော့မလားပြည်သမ ्या လုံးပဲမိပါဗျာလက်ရှိဝမ်ချန်ပီယံရှစ်မှာကျင်းပနေတဲ့ပြိုင်ပွဲတွေကိုကြည့်လိုက်ရင်ပြိုင်ပွဲစုံဒီမှာပါဝင်နေကြတာကိုမြင်တွေ့နေကြရပါဘွေတိုင်း MMA ကိပောင်စင် Graveling အစားရှိတဲ့ပြိုင်ပွဲတွေကိုကျင်းပနေကြတာဖြစ်ပြီးအဲ့လိုပြိုင်ပွဲမျိုးစုံကျင်းပပေးနေတဲ့ဝမ်ချန်ပီယံရှစ်နေနဲ့မြမရွာလက်ဝဲပြိုင်ပွဲတွေကိုလည်းဒီနေ့နေ့တစ်ချိန်ချိန်မှာထည့်သွင်းကျင်းပလာဝင်ရှိနေကြတာဖြစ်ပါတယ် ဒါကလည်းမဖြစ်နိုင်ဘူးလို့ပြောရမှာဖြစ်ပြီးမြန်မာယောဂါဆိုတာမြန်မာနိုင်ငံသားတွေရဲ့အမွေအနှစ်အားကစားနည်းပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်အကြောင်းလို့ဆရာမပါဘူး။မြန်မာနိုင်ငံရဲ့အမွေအနှစ်ဖြစ်တာနဲ့ဘာကြောင့်ထည့်သွင်းကျင်းပတယ်လဲဆိုတာကတော့ One Championship ပြိုင်ပွဲတွေကိုအားပေးတဲ့ပရိသတ်တွေထဲမှာမြန်မာပရိသတ်တွေအများပြပါဝင်တဲ့အတွက်အကြောင်းပဲဖြစ်ပါတယ်။မြန်မာ Fighter တွေပါဝင်တဲ့ One Friday Fight ပြိုင်ပွဲနဲ့မြန်မာ Fighter တွေမပါဝင်တဲ့ One Friday Fight ပြိုင်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင် ဘယ်ပြိုင်ပွဲကပရိသတ်အားပေးမှုပုံများတဲ့ online ကနေအားပေးတဲ့ပရိသတ်ရင်အတွက်မှလည်းမြန်မာပရိသတ်တွေပါဝင်တဲ့ပြိုင်ပွဲကပိုပြီးများတယ်ဆိုတာ promotion ဘက်ကသိထားခဲ့ပြီလားဒီမှာပါ။ဒါကြောင့်လည်းချို့တမန်ပွဲအစဉ်တွေမှာဆိုရင်တော့မြန်မာ fighter တွေကို solo city ရှင်းပြန်စီလာမှုရှိခဲ့ပြီးပြိုင်ပွဲအချိန်တဝက်လောက်နေမှာထဲသွင်းကျင်းမာတာကိုမြင်တွေ့ထားခဲ့ရပါဘူး။မြန်မာ fighter ရဲ့ပွဲမလာခင် online ကနေကြည့်ရှုတဲ့ပရိသတ်ရင်အတွက်နဲ့မြန်မာ fighter ထိုးတက်ပြီးတဲ့အချိန် online ကနေကြည့်တဲ့ပရိသတ်ရင်အတွက်ကိုရှင်းကြည့်လိုက်။မြန်မာပရိသတ်ရဲ့အားကဘယ်လောက်ထိရှိတယ်ဆိုတာချက်သေးလို့တိုက်သတိမထားမိပဲနေမှာမဟုတ်ပါဘူး။ဒါကြောင့်လည်းမြန်မာ fighter တွေကိုတပတ်နှစ်ပတ်လောက်ထိထဲသွင်းရှင်းပြနေစေခဲ့တာဖြစ်ပါရင်အခုဆိုရင်1 Friday 5 ွဲအဆင့်တွေမှာမြန်မာပွဲအဆင့်တွေပါဝင်လာခြင်းမရှိတာဟာနှစ်ပတ်လောက်ရှိသွားခဲ့ပြီလို့ဆရာမဖြစ်ပြီးနည်းနည်းလေးပွဲဝင်နေခဲ့သလားလို့တော့ထင်မှတ်နေစေခဲ့တာပါအဲ့လိုတွင်းနေတော့မှပဲလာမယ့်ဒီဇင်ဘာ၁၂ရက်နေ့မှာကျင်းပမယ့် 1Friday 5 13ဆင့်မှာမြန်မာ fighter တယောက်ဖြစ်တဲ့ Harlan ဦးရဲ့ပွဲအဆင့်ကိုမြန်မာပရိသတ်တွေအနေနဲ့အားပေးသွားအောင်မှာဖြစ်ပါတယ် ပြောရင်တော့ပါလဲဆိုတော့ one championship ရမြန်မာပြည်သက်တွေအပေါ်အလေးလဲထားသလိုမြန်မာပြည်သက်တွေအားပေးမှုကသူတို့ရဲ့ promotion အပေါ်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသလဲဆိုတာပါပဲအဲ့လိုမျိုးမြန်မာပြည်သက်တွေအားပေးမှုနဲ့ပတ်သက်ရင်မျက်ကွယ်မပြူရတဲ့ one championship ဟာသူတို့ရဲ့ပြိုင်ပွဲတွေမှာရွာလဝိပြိုင်ပွဲတွေကိုလည်းထည့်သွင်းအသုံးပြုသွားဖို့ရှိတယ်ဆိုတဲ့အကြောင်းပြီးခဲ့တဲ့နေ့က interview ခုမှာပြောကြားသွားခဲ့ပါတယ် one championship ရဲ့ time ogra ဖြစ်တဲ့ Palatine Atlantic က interview လုပ်တဲ့အခါမှာလဝိပွဲတွေကိုထည့်သွင်းကျင်းပသွားဖို့ရှိလားဆိုပြီးမင်းမြန်တဲ့အချိန်မှာအခုလိုပဲပြန်လည်ဖြေကြားသွားခဲ့ပါတယ်လဝိပွဲတွေကိုထည့်သွင်းကျင်းပလာနိုင်လားဆိုတော့ဖြစ်နိုင်ခြေရှိပါတယ်အထိမတော်ကမြန်မာပြည်ကိုသွားပြီးပြိုင်ပွဲတွေလုပ်ရ င်လက်ဝေးပွဲတွေကိုထည့်သွင်းကျင်းပခဲ့ပူပါတယ်အထူးသဖြင့်လီကန်အန်နာကတ်စ်လိုနေရာမျိုးတွေမှာပါဖိုက်တာ၄ယောက်နဲ့တရားထင်းရှင်မြန်ရတဲ့လက်ဝေးပြိုင်ပွဲမျိုးတွေတော့ကျွန်တော်တို့လုပ်ခဲ့ပူပါတယ်အဲ့တော့အနာဂတ်မှာလည်းဖြစ်နိုင်ခြေရှိပါတယ်အထူးသဖြင့် MB ကိုသွားပြီးကျင်းပမယ့်ပြိုင်ပွဲမျိုးတွေမှာပေါ့ဒါလီမှာကျွန်တော်တို့ကကိုပြိုင်ပွဲတွေကိုပြည်ရင်းပရိသတ်တွေနဲ့လိုက်ဖောက်အောင်နှိယူဖန်တီးရတာမျိုးတွေရှိပါတယ်အဲ့တော့ဖြစ်နိုင်ခြေအတော်လေးရှိရလို့ပြောချင်ပါတယ်အခုတော့ကျွန်တော်တို့စီမှာလက်ဝေးဖိုက်တာတွေအများပြားလာရောက်ပြီးမွေထိုင်းနဲ့ကစ်ပေါင်းစင်လာထိုးနေကြပါတယ်စမ်းဆောင်ရည်လည်းကောင်းကြပါရင်တို့တို့ကအကောင်းဆုံး striker တွေကအမအကျော်ဆုံး fighter ဆင်းလို့တော့ပြောလို့ရပါတယ်ဆိုပြီးပြန်လည်ထေချသွားခဲ့ပါတယ် ဆိုပါအင်တာဗျူးရဲ့ဖြေကြားမှုအရ1 Championship ပြိုင်ပွဲတွေကိုတော့မြန်မာနိုင်ငံမှာလာရောက်ကျင်းပဖို့အတွက်အစီအစဉ်တွေရှိနေခဲ့တဲ့သဘောလို့ဆိုရမှာဖြစ်ပါတယ်။လက်ရှိအချိန်တွေကတော့စောင့်မျှော်သွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်။